Thank you. ီးလဲလှူကြတယ်ဒီလဲလှူခင်ရရမှာစင်းနေပေါ်တွေကအများကြီးလှူခြင်းတော့ကိုယ်စင်းလူဒီပေါ်မှာ ရားမှာရိုက်ခဲ့တယ်ဒီမှာနေရွတ်ဖတ်နေတာဥစဉ်ကဒီဖျားလေးကိုဒီမှာလှူခဲ့ခြင်းလို့ထိုင်းမှာသင်္ကန်းယုံတဲ့ပုံအစုံရှိတယ်ဆရာတော်ကြီးကအစုံရှိတယ်ကိုယ်ရုပ်ဖတ်နေတယ် me, I will. ဒီเจ้าကြီးကိုမအီတင်ကိုလူတဲ့ဖရာတစီလူခဲ့ပါလေအာလုံးသောတက္ကະကမလည်းလူရန်နေတယ်လူ62နှစ်ပြည့်62နှစ်ပြည့်မွေးနေ့အလူတော်ဖြစ်နေလူရန်နေတာပါဒါကိုလည်းဓမ္မမိတ်ဆွေတို့တည်ရခြင်းလို့ဦးစင်းရဲ့အလူတစ်ခုကိုတင်ပြရင်ညကကပေါင်းလာပြီးညမှာစီမီထွန်းတဲ့ တုတ်တန်ပညာင်းကိုလည်းဥစဉ်နောက်တစ်စုလူခဲ့ပါမယ်အားလုံးသောပါလာတဲ့စုပေါင်းတက်တော်60ရော60နှစ်စုယူလာခဲ့တာအကုန်လုံးတော့လူရလက်ကျက်မရှိတော့အောင်ဖြစ်တော့ပါပြီသူအောက်ကိုဆင်းပြီးတော့ပြီးလူကြပါမယ်ဒီမှာတော့ YouTube တွေလည်းအများကြီးတနည်းအားကြီးကြီးရဟနာရှင်တွေလည်းအားကြီးနေအတူအမှတ်တရတင်ပြပါတယ် ဖះเจ้าကံနေရာဇီရီပထုရိယာဇီရီအယောင်လေးကိုအမြဲတမ်းတုတ်နေရတော့ပုံကြစိတ်တွေလည်းရှိမှာပါ38ဧကကျေပြောတဲ့ဒီเจ้าကြီးမှာဥစဉ်တို့လူခဲ့တဲ့တသီတော်စင်းပြီးတော့ဒီမှာတော့ဇီရီအများကြီးရုပ်ထုတွေအများကြီးနဲ့အကြီးအကျယ်ဒီမှာဒါဖះကြီးတွေကိုသွားလမ်းတစ်လျှောက်မှာတသုနှစု၃စု၄စု၅စုဆိုလို့ဟိုဘက်ဒီဘက် ညနေချင်းသာအားလုံးနှုတ်ထတာပါဒီမှာလည်းအဝင်ပေါက်ကလေးနဲ့ဒီဒါတော့ဖြီးအောင်မတင်ရသေးတဲ့ရှင်းမြင်တာဖရားလေးဒီမှာလည်းကြောက်စင်းသူတွေအပြစ်အကုန်ရှိပါတယ်ရှိတဲ့ကြောက်တုံးကြီးကိုလည်းထုထွင်ထားတာတွေပဲများပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတွေဟိုချီမင်းနဲ့မလံမကန်ဘင်းဟာမြို့မှာစုခွားเจ้าကိုအမတ်တရား ဦးဇင်းမပြန်ငင်နှုတ်ဆက်တဲ့အနေနဲ့ဖျားရီလိုက်လူဟိုးဘယ်မှာလဲဖျားရီဟိုးအဝေးမှာလဲအဲ့လိုစင်းလူတော်ကြီးတွေအများကြီးပါပဲလို့တင်ပြလာသူစဉ်ကြောင်းရဲ့အဝင်ဝဟိုးနောက်ကခုနဦးဇင်းတူခဲ့တဲ့တိန်တော်ကြီးဒီအဝင်ဝနဲ့အမှတ်တရညမတစ်ဆင့်သွားရင်ဟိုးမှာမြင်ရတယ် ဘုရားမသာတင်းနိုင်နေကတ်နေတာဒါကြောင့်ဦးဇင်းကဒီအားလို့လာပြီးအမှတ်တရအဲ့တင်းနိုင်လေးမှလည်းဘုရားတဆူလူပြဲမှာဒါရမြတ်ယဟန်တန်ဃာကြီးဆရာတော်ကြီးလည်းလူဖအဲမြောက်ဆရာတော်လည်း၅စုလူလဲရတယ်ဒီကဆရာတော်ကြီးလည်း၅စုလူလဲကျန်တဲ့တက္ကရာကမကြီးလည်းတဆူစီလူခဲ့ပြီဒါအမှတ်တရပေါ့အခုဒါလိုက်ပြရင်ရှိမှာကြောက်တုံကြီးတွေနဲ့အတူရွှေအောင်ထားပြီးတော့တကယ်ကိုရှိဟော ဗုဒ္ဓဘာသာနေမည်ဖြစ်အောင်လုပ်ထားတာပါပဲ။ဒီကဦးဇင်းတို့တုတ်တန်တင်းញိုင်းကိုသွားလိုက်ပါအောင်မယ်။ပထမရောက်တဲ့နေရာဟိုးဘက်အပေါက်ကတက်ဝင်လိုက်တော့နောက်ကဝင်ပြီးတော့အထဲမှာပဲတရုတ်တင်းញိုင်းအဲ့လိုပေါ့ဒီယနန်တင်းញိုင်းလိုပဲဦးဇင်းတို့သိထားတာ။လုံးကြီးမှုကိုယ်ရမှုတွေကတော့မြန်မာနိုင်ငံမှာနတ်ဆင်ရှိတယ်လို့ဒီမှာလဲနတ်ဆင်လေးတွေရှိကြတယ် ာမြေသောနတ်မင်းလိုပဲခေါ်တယ်လူဒီမှာလဲသူ့ယုံကြည်မှုတွေနဲ့စက်ကြတစိကလေးတွေဘေးမှာကန်းပြီးတော့ထားကြတယ်ယုံကြည်ရာကိုယ်ပွေရာ စာရန်တရုတ်စာရန်နေတော်မှာဘုရားဘာသာလို့အမိခံပြီးမဲ့ဘုရားဘာသာအစ်စ်ကပါလဲဘုမအဖူမရင်ရန်ကိုတာဝါရကွန်ဖြူရှာဝါနာတို့မှာရှိတဲ့ရင်ရန်နဲ့ဒါကအဝင်ဝအနတ်စင်ပေါ့ နိုင်ငံတိုင်းဘာသာတိုင်းမှာဘုရားဘာသာမှာတော့အဲ့လိုလေးရှိတယ်။မဟာယာနထေရဝါဒကွာလို့မဟာယာနမှာရင်ဘတ်မှာရှိတယ်ဥစဉ်ကဒီစင်းနူရီကြားထဲမှာဥစဉ်တဆူလူခဲ့ခြင်းတို့ဒီဘောမှာတဆူထည့်ပြီးလိုက်ခြင်း ਨੇ ဒါလည်းကုသပြုတစ်ခုပေါ့ဒါကြောင့်ဥစဉ်ဒီကိုရောက်လာခဲ့တာပါ Thank you. တစ်ခုပြီးတစ်ခုလူရန်မှုနဲ့အတူကုသိုလ်ပြုတဲ့စေနာအလုံးသိပါစေလို့ပဲပြောတယ်ဒီမှာလဲဖရားလေးတွေလာလူရတယ်ပေါ့လူရှင်ဒကမလေးမတ်အေးတင်ကိုလဲဩဒီမှာကတော့အောက်မှာကဒီအန်ကုန်းဘိုးတော်တို့အောက်နတ်တွေပဲလားဒါကတော့ဟာလဲ ောရိတတဖြစ်နေကွန်ရင်မေတော့ပုံပေါ့သူတို့နာမည်ပြောတော့မယ်ဆိုရင်ဒီမှာမြန်မာပြည်မှာနတ်စုံနတ်စင်ဒီမှာဆက်တာတယ်လို့ပန်းနေစီမီတွေဆက်တာတယ်ဒီမှာလဲရုပ်ထုတော်တွေနဲ့အတူအမျိုးမျိုးရှိကြတယ်အဲ့တော့ဦးစင်းလဲဒီထဲမှာတဆူလူပြီးတော့ထားခဲ့ခြင်းတယ်ဒါကြောင့်အောက်ကနောက်မှာရှိတဲ့ဆင်းတူဟာ သူရဲ့ပုံတော်လေးတွေကိုပြရင်အဲဦးစင်းရိုက်ထားတာနည်းနည်းဟုတ်တာနှီးသွားတာပဲလေဒီမှာလဲစာရန်နေနဲ့ရုပ်တင်နေပြီပန်းနေလဲလှူကြတယ်ဒါတော့ဒီမှာစီလဲရှိတယ်အဲနာစီရဲ့ဂျယ်လီလေးတွေဂျယ်လီလေးတွေဒါရဲပန်းအကောင်းနေဒါတော့မိဘတွေကိုလာပြီးတော့မြုပ်နှံတဲ့သဘောပဲရှိမှာပါအဲဆိုတော့ဒီမှာတော့ဦးစင်းတဆူတော့ထဲခဲ့တယ် ်ဘုရားတဆူနောက်ကိုရွှေ့လိုက်လို့ရတယ်မမဗျာပဲလူရှိတဲ့ကမာနီလေကျမချမ်းသာပါဘူးစပွားရီတူပါဘူးသူတို့လည်းဘာနာကျွတ်ဖတ်ပတ်နေနိုင်ပါဘူးအဲ့တော့ပြအမိသာဒီအပြင်းစီးလို့တက်စီ လုပ်ကြည့်ရဲ့ရှိမှာလူတို့သိကြပါသည်ဆန္ဒပြရင်လူတို့ဖြစ်စီလို့ဒီဒီဝင်ရတယ်အော်ပြောပြောဒီဒီကအားလုံးတို့ကဒါမှမဟုတ်ဒီအဆုံးဖြစ်ဒါကမာရီကိုအမှန်တိတိကျင်းတယ်။ဦးစင်းရဲ့အလူလေးနဲ့အတူ။ဒါပေမဲ့တို့ဒီဇက်လေးနဲ့ပတ်လျှောက်ကြည့်ရအောင်။သင်္ချိုင်းကိုလာရင်အများအားအရသာရှိတယ်ဦးစင်းက။ တကယ်ကိုစိတ်ညစ်ညမ်းနဲ့အတူအကြဉ်းနေရတင်ညာင်းဆိုတာဘာမှမရှိတဲ့အရာအယိုးတွေစွန့်ထားတဲ့နေရာဒီအကြည့်နဲ့လှညနေပိုင်းမှမို့ဆိုတော့ဒီမှာတော့အမဲရောင်ကိုသုံးညာများတယ်ဒီဟာအုတ်ကူတစ်ခုဆိုနဲတဲ့တန်ကြီးတွေမဟုတ်ဘူးအများကြီးဒီမှာအုတ်ကူ၄၅၆ခုတန်းစီထားတာ ဒါအများကြီးအောင်လို့ဦးဇင်းတို့တင်ပြပေးတာ။ပို့ပြီးတော့နားလည်နိုင်အောင်။အဲအလိုဓမ္မမိတ်ဆွေတွေဒီဖို့ဒီထဲဟိုအကုန်လုံးတန်းစီထားတာဒါတော့ညာတိုင်းလဲရှောက်ဖြစ်ပါတယ်ဒါပေမဲ့တင်းကျိုင်းကိုလာတဲ့အရာကဟာအများနဲ့မတူဘဲနဲ့တန်မိုးရှိတဲ့ အလားတခုစိတ်ရဲ့အေးချမ်းမှုနဲ့အတူဒီနေရာမှာပုဂ္ဂိုလ်တ attva လည်းမရှိတော့ငါသူတစ်ပါးယောက်ျားမိန်းမလည်းမရှိတော့ရုပ်ထုတွေရဲ့သဘောတွေနဲ့ခန္ဓာသဘောတွေတမိုင်းရဲ့အရေးတွေလို့ပြောရမှာပါဒီမှာဒုစရနဲ့သူကအလားလေးတွေနဲ့အတူဒီကအင်းငိုင်းလေးတွေကအစုံလုံးဘက်ကကောင်းထားဒီဘက်ကကောင်းထားဒါကတော့ဒီတစ်ခုကလဲနေတယ် ဒါလည်းသူတို့ရဲ့ယုံကြည်ချက်တွေတော့ရှိမှာပေါ့။ဓမ္မမိတ်ဆွေတို့သိစေခြင်းလို့အခုတို့တင်ပြပေးတာပါ။မိခင်ပြားလေးတွေကြည်ခြင်းပြားလေးတွေနဲ့ဒီထက်မှစတေကာသာမလို့အောက်ကအရေးကြီးချက်သေးပဲကြာနေသလားဟုတ်တယ်။ဒါတွေကအမြင့်နေတင်လိုက်လို့ဖြစ်သွားတာပဲလား။အားလုံးသောတက္ကရာကမကြီးဟိုးဘက်ကလည်းသွားဦးဇင်းတို့အရင်နေ့ကတော့ ဲ့ဟိုဘက်ကပတ်ပြီးတော့ဟိုဘက်ကမလို့ဝင်နေရတာဒါကဒီဘက်အချမ်းကိုဝင်နေရတာပေါ့ဘာပြောပြောတာနာတို့အမှတ်တရသွားရင်ဒီလိုရက်တရရဟန်းနေနဲ့အဆက်တဲ့နေဟာလို့ပြောရအောင်မမပါဘူးလူနဲ့ဆောင်ရှင်းတယ်အဲဟောမပြီးသမမေစုတော်ကောင်းတို့ဦးဇင်းတို့ဒါတော့ဒီမြန်းမြောက်နဲ့တူပါတယ် နောက်ဆုံးတော့အလောင်းနေတာကြံမှတ်တမ်းနေတာရှိရုပ်ကေနိုင်ရဲဆိုတဲ့ကြမ်းမှာဒီအယိုးတွေကိုပဲဆူတော်မျိုးတော်တွေရဲ့ဘဝမှာခရီးတွေတဲစီတဲခဲ့တယ်လို့ပဲဒီမဲ့ကြည့်ဦးလေးတကားလေးတကားအဝင်လေးနဲ့သူတို့အပိုင်လေးတွေပေါ့အဲ့လိုလိုတကားလေးနဲ့လှုပ်ထားအောစရာနှလုံးသားနဲ့မမေးစီဒီဘုဒီဘုလာရင် ဒီညင်းကိုရောက်တဲ့အခါမှာဦးဇင်းကတော့ပြောတယ်။ဟိုလေဒီနေ့ဒီရိုးရင်းမြေချကြံခဲ့ရမှာဖြစ်တယ်။ဒါတော့ဥက္ကူကြီးရဲ့အစ်စ်အမျိုးမျိုးနဲ့ဒီမှာဘောလုံးသူ့မြားလေးနဲ့သူကပတ်ထားတာ။ဟိုဘက်ဒီမှာ။အလုံးတီအောင်လို့ဒီညင်းနဲ့ကအပြန်။မာပြီကိုပြန်တော့မှာဖြစ်တော့တယ်ဦးဇင်းက။ အကုန်လုံးအမတ်တရရိုက်ရင်ဒီဘက်ကလာစရာတွေထဲမှာရံမိုးထားစရာဆိုလို့အဲ့လိုအေဂျင့်နဲ့အရေးเจ้านี่กันนี่ดูเว้ยโคส่องนี้ดิอภิมีนี่แหละส่องนี้ดิขอมูนี่เนี่ยตะแกกูไอ้นี่เสียดีอยู่อกูนอกูขอมูนี้นี่ชื่ออารมณ์ก็แหละอเมยองนี่เนี่ยอภิวองนี่เนี่ยอนีองนี่เนี่ยแหละชื่อจ๋าดาแม้อเมยองเนี่ยมาแล้ว ဒါပေမဲ့အကုန်လုံးဇီရက်တွေကိုခေါင်းမိုးလေးတွေနဲ့တည်သွားရင်မတန်ဖိုးထားတဲ့စေတနာအချိန်ကလည်းမှောင်လာပြီဆိုသလိုဥစဉ်လည်းပြန်တော့မှာပါဒါကြောင့်အမတ်တရားတင်ပြရင်ကေဘုရားကိုင်ဆရာတော်တင်ញိုင်းလေးကိုယောက်ျားဒါတတိယမြောက်ယောက်ပြီးတော့မင်းညာတော့ဒုတိယအချိန်တပေါင်းလာပြီးစီမီထုံးပွဲနောက်ကျတော့ရင်မဲ့လေဘုတတ်နိုင်လား ကုသူရမတန်လေးတွေတင်ပြခဲ့ပါလေကိုစားတော့ပြီးပြီဦးစင်တခါလဲနှုတ်ဆက်ကိုမှရှိတဲ့ဖျားလေးတွေကိုတခါတကမတွေလဲလှူဒန်းရင်အဲ့ဒီပုံလေးနဲ့ဒီမတ်တရတင်ပြလိုက်ပါမယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကြအင်းမြချမ်းသာရှိပါလေဘဝသူကဘာသာတွေအားလုံးလဲအေးချမ်းပါလေ ဒါကအဝင်ဝမဟုတ်ဘူးအားလုံးတော့လူတို့ရဲ့နာမည်ကမွန်တတ်တယ်လို့မဟုတ်ဘူးလေလေရှိကြတာဟဲ့အားလုံးနှုတ်ဆက်ပါတယ်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအင်းမြတ်ချမ်းသာရှိပါစေဘုရားကိုရင်သာနာဆောင်းရွှေဦးဇင်ဘုရားကိုရင်ဆရာတော်ပြင်းိုင်းမှာအာကောင်းခန့်ဒါတော့ခိုင်မြဲထက်နိုင်သူတဲ့သားရီနဲ့အတူလာခဲ့တာသား၃ယောက်နာမည်၃မျိုးနဲ့ မိဘတွေပေးထားတဲ့သားတွေသူတို့ဘဝတွေဆက်ပြီးရှောက်ကြမှာဖြစ်ကြောင်းပြောကြရင်ကဲကုသိုလ်အရင်ဤတွေလူရှင်တွေစိတ်ချမ်းသာကိုသင်ပြလိုက်ပါတယ်လမ်းကတော့ဒီလမ်းမှာပဲ train bone နဲ့